ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြန်လည်ပြီးကြိုလိုက်ပါတယ် ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေလို့ကျွန်တော်ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဒီနေ့မနက်မှာဒါကျွန်တော်မနေ့ညက David Austin တာ တင်ထားခဲ့တဲ့ဒါကျွန်တော်အပြောင်းရွှေ့သတင်းပုံနဲ့တူကျွန်တော်ဒီနေ့မနက်မှာဖွင့်ခြင်းနဲ့အဲဒါကျွန်တော်နေ့တိုင်းမနက်ခင်းလေးကိုတော့ Liverpool သတင်းနဲ့ဖွင့်တာဒါသုံးရက်မြောက်နေ့ဖြစ်လာခဲ့ပြီပေါ့နော်။အဲ Liverpool အသင်းနေနဲ့အခုလက်ရှိမှာအပြောင်းရွှေ့တယ်မှာတော်တော်လေးကိုအလုတ်လုံနေတယ်လို့ပြောလို့ရတဲ့သတင်းဖြစ်လာခဲ့တယ်။ဒါခါတဲ့ FG တို့ဒါကျွန်တော်တို့ Mark on မိုက်ကယ်အက်ဝါဒ်တို့ရစ်ချတ်ဟျူးစ်တို့ကိုမြစ်တာပူအားလောက်ဒီတစ်ခေါက်မှာဒါကျွန်တော်တို့ပရီးမီးယားလီဂ်တိုက်တယ်ချန်ပီယံပေါ့နော်ပရီးမီးယားလီဂ်ဆူဖလောက်ဆုခူးထားတဲ့အသေးသေးပုံစံမျိုးနဲ့ဒါမားကတ်ထဲမှာတကယ်ကိုလှုပ်လှုပ်ပြနေတာဖြစ်တယ်တီဗီသားဖြစ်လိမ့်မယ်ဒါကျွန်တော်များမကြမီမှာလဲဒါကျွန်တော် Jeremy Frank ပေါင်ကိုရတော့မဲ့ Liverpool တင်းနေနဲ့လက်ရှိ market ထဲမှာဆက်လက်ပြီးလှုပ်ရှားနေစေဖြစ်တယ်။မနေ့က David Austin တင်ထားတဲ့သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့ the babu အသင်းအနေနဲ့ Florian Risk ကိုခေါ်ယူဖို့အတွက်တောက်လျှောက်စူးစမ်းနေပြီဖြစ်တယ်ဆိုတဲ့သတင်းတွေတော်တော်များများတက်လာတာတွေ့ရမယ်အဲ့တော့လက်ရှိမှာဒါ Florian Risk ရဲ့အခြေအနေကတော်တော်လေးကို situation ကရှုပ်ထွေးတဲ့အနေအထားတစ်ခုပါပဲလက်ရှိမှာဒါမနေ့က Florian Risk အနေနဲ့အင်္ဂလန်နိုင်ငံကိုလာခဲ့တယ်ဆိုတဲ့သတင်းကသတင်းမှန်ဖြစ်ခဲ့ပြီးတော့ Florian Risk ရဲ့လက်ရှိ agent နဲ့တူ Florian Risk ကအသင်းနှစ်သင်းနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေထုတ်ပေါ်လာခဲ့တယ်ပထမအဆုံးအသင်းကတော့ကျွန်တော် Manchester City အသင်းဖြစ်ပြီးတော့တစ်ဖက်ကအသင်းကတော့ Liverpool အသင်းဖြစ်တယ်အဲ့တော့ဒီနေ့မှာ ကျွန်တော်စဉ်းစားမိတာဗောနော်ဒါလီဗာပူးတင်းနဲ့ဖလော်ရီယန်ရစ်ကိုဘလူးကြောင်းကြောင်းလို့ခေါ်ပါလဲဆိုတော့မေးကိုကျွန်တော်စဉ်းစားတယ်။လက်ရှိမှာလီဗာပူးတင်းနဲ့ဖလော်ရီယန်ရစ်ပုံစံမျိုးနဲ့ကစားပေါက်မဆင်ပေမဲ့အတက်ကင်မီဖီဒါဖြစ်တဲ့ဆူဘူစလိုက်ရှိနေတဲ့အတွက်ကြောင့်မို့ဒီနေရာမှာဒါကျွန်တော်ဖလော်ရီယန်ရစ်ကိုခေါ်မယ်ဆိုရင်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်။အခြေအနေမျိုးဖြစ်လာမယ်လို့ပြောလို့ရတယ်။ဖလော်ရီယန်ရစ်ကဒါကျွန်တော်အဓိကဗောနော် AM ပုံစံမျိုးမဟုတ်ဘဲနဲ့ Center Forward ပုံစံမျိုးလည်းသူဆော့ပေးလို့ရတယ်။ Left Wing Right Wing ဒါကျွန်တော်နေရာစုံဆော့လို့ရတဲ့ဆိုတဲ့ပုံစံပေါ့။အဲ့တော့ပြောချင်တာကဖလော်ရီယန်ရစ်ကတကယ်ကိုဒါဂျိုကာကစားသမားပီတာ တယ်ဒါမှပါတယ်ဒါပေမဲ့အဓိကသူ့ရဲ့အာသာချက်ကတော့ကျွန်တော်တို့ AM မနော် attacking midfielder ပုံစံမျိုးဆော့ရတဲ့ကြောင့်မလီဗာပူးသင်းနဲ့အခုလက်ရှိမှာကျွန်တော်တည်တလောက်ပြောရမယ်ဆိုတော့ AM အရန်ကြီးကိုလူနေတဲ့အသင်းသင်းတော့မဟုတ်ဘူးဒါပေမဲ့လက်ရှိမှာလီဗာပူးသင်းကဒီကစားသမားကိုတရားဝင်ဆက်သွယ်မှုတွေကိုပြုလုပ်ထားခဲ့ပြီးတော့ ဒီစကားသမားရဲ့ agent နဲ့တူဒါကျွန်တော် Florian Rich ရဲ့ agent နေနဲ့တူဒါကျွန်တော်မနီကဒါလန်ဒန်မြို့ဆိုအင်္ဂလန်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့တဲ့င်းထုတ်ပေါ်လာပြီအဲ့တော့ပြောချင်တာဒါကျွန်တော်ကျွန်တော်အမြင်ကပြောကြည့်တာပေါ့နော် Manchester City နဲ့လည်းဒါ Liverpool မြို့နဲ့လည်းမဝေးတဲ့အတွက်ကြောင့်မဒါကျွန်တော် agent အနေနဲ့ဘလို့ချင်းနေရှိမယ်ဆိုတဲ့ချက်ဆွေးနွေးခဲ့ပုံရတယ် Liverpool ကဒီညမှာဒါကျွန်တော်တို့ဝယ်မယ်မဝယ်ဘူးဆိုတဲ့အနေထားကနေသူတို့ကလက်ရှိမှာစိတ်ဝင်စားတဲ့အနေထားတရက်သာရှိသေးတယ်ပေါ့နော်ဒီ situation ကိုကျွန်တော်တို့ပြည်သက်တွေကနားလည်ဖို့လိုတယ်ဒါတချို့ဟာခေါ်ရမှာလားပါလားဆိုတော့လက်ရှိမှာ David Austin ပြောထားတာရှင်းပါတယ် David အောင်စင်ရေးသားထားတာလက်ရှိမှာဒါကျွန်တော်တို့အဲ့ဒါလေးပါကျွန်တော်ခဏ ဒေးဗစ်အော့စတင်ရေးသားထားရခဲ့တာကသူကပြောတာအခုလက်ရှိမှာလစ်ဗာပူးတင်းကစိတ်ဝင်စားတယ်စိတ်ဝင်စားတဲ့ကြောင့်မို့တာကျွန်တော်တို့လက်ရှိမှာတရားဝင်ဆက်သွယ်မှုပြုလုပ်ထားတဲ့ဆိုတဲ့ပုံစံမျိုးပဲရေးသားထားခဲ့တာဖြစ်တယ်။လက်ရှိမှာအမြန်ဆုံးခေါ်ယူမဲ့ဘာညာဆိုတဲ့ပုံစံမျိုးတော့မဟုတ်အဲ့တော့လာကျွန်တော်ဒီ detail လေးပြောလိုက်အောင်လစ်ဗာပူး make contact with Florian Ritz come to express interest in signing playmaker if he believe Bayer Leverkusen is keen on moving to England or not. I love the admiration long standing but unclear whether 22 years plan to exit Bayer Leverkusen or Germany. ဘောနော်အဲ့တော့ပြောချင်တာကလစ်ဗာပူးအသင်းက လက်ရှိမှာ Florian Rich ရဲ့ agent တွေကိုတရားဝင်စိတ်ဟိုတရားဝင်ကြောင့်ကျွန်တော်ခေါ်ဖို့အတွက်စိတ်ဝင်စားမှုတွေပြသခဲ့ပြီးတော့တရားဝင်ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်။သူသား Bayer Leverkusen ကနေထွက်ခဲ့ပဲဆိုရင်ပေါ့နော်။အဲပြီးတော့ဒါခုနကအင်္ဂလန်သားကြောင်းကျင်ခဲ့မှာဆိုရင်ပေါ့။ဒါပေမဲ့ဒါခုလက်ရှိမှာသူရေးထားတဲ့စကားလုံးတစ်ခုကစိတ်ဝင်စားဖို့ခေါ်တာ Liverpool အသင်းကတဲ့ဒါကျွန်တော်တို့ Florian Rich ကိုစိတ်ဝင်စားနေခဲ့တာကြာပြီ။ ဒါပေမဲ့အခုလက်ရှိမှာအခြေအနေတွေကမတည်ကြသေးဘူးဒီ22နှစ်သားအနေနဲ့အခုလက်ရှိမှာလီဗာကူဆင်ကဂျာမနီနိုင်ငံကထွက်ခွာမဲ့အနေထားကမတည်ကြသေးတော့တော့ဘယ်လိုမျိုးဖြစ်လာမလဲသူလည်းမသိသေးဘူးဆိုပြီးဒေးဗစ်အော့စတင်ကအဲ့တော့လက်ရှိမှာလီဗာပူးအသင်းကတော့ရှင်းတယ်ဒါကျွန်တော်အကဲအင်္ဂလန်ကိုသာပြောင်းခဲ့မယ်ဆိုရင်သူတို့အသင်းကရွေးချယ်စရာတဲ့ကအသင်းတစ်ခုများဖြစ်နေမလားဆိုပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာ Florian Risk ကိုတရားဝင်တာကျွန်တော်အမြင်ပြောမယ်ဆိုတော့ဒါကျွန်တော်အင်္ဂလန်လိုပြောမယ်ဆိုတော့ proposal ပေါ့နော် proposal ပုံစံမျိုးနဲ့လီဗာပူးအသင်းကချပြခဲ့ပုံရတယ်အဲ့တော့မနေ့ကလည်းဒါကျွန်တော်အင်္ဂလန်ဒါကျွန်တော်တို့အင်္ဂလန်နိုင်ငံကိုဒါ Florian Risk City ရဲ့ agent တွေရောက်လာခဲ့တယ်။မသိရတော့ Manchester City အသင်းနဲ့လက်တရဝင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့လို့သိရ။အဲ့တော့ Liverpool အသင်းနေနဲ့အကဲရဒါကျွန်တော်တို့ Florian Risbeck ကသာမိစိမ်းပြခဲ့မယ်ဆိုရင်တော့သူတို့လည်းအပြောင်းရွှေ့တဲ့ဝင်ရောက်လာမှုရှိတဲ့သဘောမှရှိပါတယ်။အဲ့တော့အခုလက်ရှိမှာတော့စိတ်ဝင်စားတယ်။ဒါကျွန်တော် agent တွေနဲ့တရဝင်ချိတ်ဆက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့အစင်တော့ရောက်နေတယ်။ဒါပေမဲ့ကစားသမားကိုယ်တိုင်ကအခုချိန်ထိသူ့ရဲ့အရှိရေးကသူ့ကိုယ်တိုင်ဝေဝါးတွေ့တွားနေစေဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ပြောရမှာဖြစ်တယ်ဆိုတဲ့ဥစားလေးဒါဆွေးနွေးခြင်းပေါ့နော်။လက်ရှိမှာ Liverpool အသင်းက Florian Risbeck ကိုခေါ်လိုက်ပြီဆိုရင်အရေးကြီးစွာဒီနေရာမှာ budget ပဲလက်ရှိမှာလီဗာပူးလ်နဲ့ Florian Ris ကိုခေါ်မယ်ဆိုရင်တိုက်ဆက်မှုတယောက်ပါထပ်ခေါ်ဖို့အတွက် budget ရှိပါမလားဆိုတဲ့မေးခွန်းမေးရမယ်လက်ရှိမှာတီးကြတဲ့အတိုင်းပဲဒါ Jeremy Frimpong ကိုလည်း Euro 35တန်း40လောက်နဲ့ဒါကျွန်တော်ခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ဒါပြင်ကျွန်တော် left back နေရာမှာလည်း Caracas ကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်အကယ်၍ဒါ Liverpool တွေနဲ့ attacking midfielder playmaker နေရာအတွက်ဒါကျွန်တော်တို့လက်ရှိမှာ Euro 100ပေါင်100နီးနီးသာသုံးခဲ့မယ်ဆိုရင်ဒီအပြောင်းရွှေ့ကဒါ Liverpool အသင်းရဲ့တိုက်ဆင်မှုခေါ်ယူမှုကိုထိခိုက်သွားနိုင်မလားဒါဆိုရင်တော့ဘာတွေဘယ်လိုဖြစ်လာမလဲတော်တော်လေးကိုစိတ်ဝ ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒါ Florian Ruiz ရဲ့အခြေအနေကိုဒါကျွန်တော် Liverpool ဘက်ကမှမှန်နေတာလက်ရှိမှာ let alone မှာပြန်ပြီးသုံးသပ်ရမယ်ဆိုရင် Florian Ruiz ကလက်ရှိမှာ Manchester City အသင်းကိုသူ့ကိုယ်တိုင်ကလက်ရှိမှာရွှေ့ပြောင်းနေတဲ့တမမပေါ့ဘာလို့ဆိုတော့ Florian Ruiz ကခုလက်ရှိမှာသူအင်္ဂလန်ကိုလာပြီးတော့ကလပ်အသင်းနှစ်ခုလောက်နဲ့စကားပြောကြည့်တယ်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူခုထင်မှာစားပြီးစဉ်းစားတယ်ပေါ့နော်ဒါပေမဲ့ Florian Ruiz ရဲ့အခုလက်ရှိအချိန်ကြီးသူ့ရဲ့ dream move က Bayern Munich ဖြစ်နေတော့မှာပဲအဲ့ဒါကိုကျွန်တော်တို့ကကောင်းကောင်းကြီးသိရဖို့လိုတယ်။ Bayern Munich အသင်းရဲ့လက်ရှိမှာ Florian Ruiz ကိုပုတ်ကူရေးရာကိုသဘောတူညီမှုအတွက်တော်တော်လေးကိုနှိစက်နေ ေပြီဖြစ်တယ်။ဒါပေမဲ့ဒီတရားမှာကြားတယ်မှာအဓိကကြတာကလီဗာကူစင်။လီဗာကူစင်နဲ့သူတို့နယ်လာမဲ့နေရာဒီမှာပြိုင်ဘက်အသင်းတစ်သင်းဖြစ်လာမဲ့ဒါကျွန်တော်ဘိုင်ယန်မြူးနစ်အသင်းကိုသူတို့ရဲ့အကောင်းဆုံးကွင်းလည်ကစားသမားတစ်ယောက်ကိုရောင်းချခြင်းလုံးဝမပြုချင်ဘူး။ Florian Wirtz ကိုဘေးဘိုင်ယန်လီဗာကူစင်နေနဲ့ရောင်းမယ်ဆိုရင်တော့သူတို့နေပြည်ပကလပ်တွေကိုသာရောင်းဖို့အတွက်ပြင်ဆင်ထားပြီးတော့သူတို့နေနဲ့ဈေးနှမျိုးတော်တတ်မှတ်ထားတဲ့ဆိုတဲ့တဲ့င်းကိုဟိုတလောကကြားခဲ့တာတွေ့ရမယ်တဲ့မှာပါ။အဲ့တော့ Leverkusen အနေနဲ့အကဲဘိုင်ယန်မြူးနစ်က Florian Wirtz ကိုခေါ်ခြင်းနဲ့ဆိုရင် Euro 350ကုန်ကြတဲ့မယ်။တစ်ဖက်ကတော့ကျွန်တော် Liverpool သိန်းတို့ဒါကြောင့် Manchester City အသင်းတို့ဒါခေါ်မယ်ဆိုတော့ Euro တန်းတရာသာကြာတင်မဲ့နေထားမှာရှိအဲ့တော့ပြောချင်တာ Bayern Munich အသင်းကိုပူပြီးဈေးတင်ထားတဲ့သဘောမှာရှိတယ်။ဘာကြောင့်လဲဆိုတော့ Bayern Munich အသင်းကိုလုံးဝသူတို့ရဲ့အဓိကကစားသမားကိုမပြောင်းရွှေ့ရော Leverkusen ကလည်းပြီးတော့သူတို့ရဲ့လက်ရှိခံစစ်ကစားသမားဖြစ်တဲ့ကျွန်တော်တန်တားကိုလည်း Leverkusen စီကနေပြီးတော့ဒါကျွန်တော်တို့ Bayern Munich စီကိုဆုံရှုံထားခဲ့တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်တော်တော်လေးအခဲမကြေဖြစ်နေတယ်။အဲ့တော့ဒါပြောချင်တာကလည်း Bayern Munich ကဒါအခုမှလုပ်တာမဟုတ်ဟိုးရင်ခက်ခဲကတာကျွန်တော် Bundesliga မှာကောင်းပေးဆိုတဲ့ကစားသမားတွေကိုသူတို့ရဲ့အသင်းချင်းချင်းကိုသူတို့ဝါမျိုးလေးရှိရတဲ့ကြောင့်မို့တိတ်ပြီးတော့ Bayern Munich က D ီကွက်လို့တော့တိတ်တော့မထူးဆန်းဘူးလို့ဆိုလို့ရမယ်တဲ့မှာပါတယ်။သို့ပေမဲ့တော့ညာလည်းအခုလက်ရှိမှာဒါကျွန်တော်တို့ကစားသမားကိုယ်တိုင်ကလည်းဘိုင်ယန်မြူးနစ်မှာဘိုင်ယန်မြူးနစ်ဖြစ်နေတဲ့ပုံစံဖြစ်တယ်။လီဗာကူစင်ကတော့ဒါကတော့စာချုပ်တဒန်းကြံသေးတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။သူတို့ကဒါကိုတော့ control ရှိတယ်။ကျွန်တော်ဇန်တားနဲ့ကန်စစ်ကစားသမားဖြစ်ခဲ့တဲ့ဂျော်နသန်တားရဲ့အပြောင်းအရွှေ့တို့နဲ့ control မရှိရသူတို့အနေနဲ့ဒါနောင်တရရတယ်။ဒါပေမဲ့လက်ရှိမှာသူတို့အနေနဲ့ဒါတရားဝင်ဒါတားစီးပိုင်ခွင့်ရှိတဲ့ပုံစံမှာရှိရတဲ့ကြောင့်ဒါလီဗာကူစင်ရဲ့ကစားသမားကိုဒါဘိုင်ယန်မြူးနစ်ကိုတော့လုံးဝအပြောင်းအရွှေ့မပြုချင်ဘူး။သူတို့အနေနဲ့ဒါကျွန်တော်တို့ အင်္ဂလန်သင်းကိုပြောင်းချင်ပြောင်းမင်းတို့ကမင်းတို့ဘယ်လိုပဲပြောင်းကိစ္စမရှိဘူးပေါ့နော်အဲ့တော့ပြောချင်တာဟိုငါတို့အတွက်ငါရဲ့ဂါရုရဲ့အတွက်ငါတို့ရဲ့ကစားသမားငါတို့ကိုတချိန်ကျရင်ပြန်ပြီးတော့ဟိုပြန်ဓာတ်နဲ့လာထောက်မှတို့ကမလူချင်ဘူးပေါ့နော်အဲ့ဒါရှင်းတယ်အဲ့တော့ဒီသင်းတွေနဲ့ကျွန်တော်တို့ချက်မြက်လေးမှတွေ့ရတဲ့ဒကန်နာပေါ့ဒါပေမဲ့ခုနကဘယ်လိုပဲပြောဒါပြည်တွင်းမှာတွေ့ရင်အကယ်တော်လေးကိုတိုင်ပတ်သွားနိုင်မယ့်နေထားမှရှိတယ်အဲ့တော့အခုလက်ရှိမှာဒါမိဘပေးစားတဲ့လူနဲ့ကိုကိုရဲ့သဘောကျတဲ့လူဒါအဆင်မပြေတဲ့ပုံစံမျိုးဖြစ်နေတယ်လီဗာပူးကတော့ရှင်းတယ်သူနေတာကျွန်တော်တို့ဟိုဦးအောင်ညောင်ဝင်လောက်နေတာတော့မဟုတ်ဝင်ကြဘူးကရှင်းတယ်ဖလော်ရီယန်ရစ်ရဲ့လက်ရှိတရားဝင်အေဂျင့်တွေက တွေ့တယ်သူတို့အနေနဲ့ငါမင်းတို့ကအင်္ဂလန်ပြောင်းကျင်တယ်ဆိုရင်ငါတို့မင်းတို့ကိုခေါ်ကျင်တယ်အဲခုတော့ဘာလို့လဲလီဗာပူးသင်းနေတဲ့ဒီနေရာမှာဒါအကယ်၍ Florian Risk ကသာကြကျွန်တော်တို့လီဗာပူးသင်းငေါင်းနေမယ်ဆိုရင်တော့ Liverpool စနဲ့တည့်ရဲ့ဝင်စကားပြောမယ်အခုလက်ရှိမှာ Manchester City လည်းဒီလိုမျိုးပဲဒါပေမဲ့ Manchester City ကလီဗာပူးတဲ့တကွာကြော်တဲ့ movement ရှိတာက Kola Halaria Liverpool စနဲ့ Manchester City အသင်းကပုံကူတော့ အသင်းနှစ်သင်းကြားပုဂ္ဂိုလ်ရင်းပေါ့အသင်းနှစ်သင်းကြားသဘောတူညီမှုရထားတယ်ယူရိုတန်း100ပတ်ချာလဲဝင်ကြပေါင်တန်း80နဲ့85တန်းပတ်ချာလဲဝင်ကြင်ကြနဲ့ဖလော်ရီယန်ရစ်ကိုခေါ်ဖို့အတွက်ဒါအသင်းနှစ်သင်းကြားဒါကျွန်တော်တို့သဘောတူညီမှုရထားတယ်ဒါပေမဲ့ကစားသမားကတော့အခုချိန်လေးသူကဂျာမနီမှဂျာမနီဖြစ်ပြီးတော့သူ့အနေနဲ့ဂျာမနီနိုင်ငံကထွက်ခွာခြင်းစိတ်မရှိတာကတော့ပြဿနာတစ်ခုနဲ့တွေ့ရမယ်တော့မှာအဲ့တော့လီဗာပူးနဲ့ဒါကျွန်တော်တို့လက်ရှိဖလော်ရီယန်ရစ်ရဲ့ကိစ္စကိုတင်ဆက်ပေးထားတယ်တင်ဆက်ပေးခိုင်းထားတဲ့ညီကိုတွေတော့ဖလော်ရီယန်ရစ်ရဲ့အပြောင်းအရွှေ့ကိုဒါတရားဝင်တင်ဆက်ပေးထားတာဖြစ်ပါတယ်ဒါကိုလည်းဒေးဗစ်အော့စတင်းကရေ ေးသားထားတာဖြစ်တဲ့ကြောင့် tier 1 level အရယုံလို့ရတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့အကုန်ပြပါဦး။ဘောလုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရတော့ youth sport media 3.0နဲ့ tv 4 u တို့မှာကျင်းလို့ဆိုတော့အကုန်ညွှန်ရပါတယ်။မြန်မာပြည်ရဲ့ platform မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv 4 u တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်ရဲ့ platform မမေ့ကြပါနဲ့ဦး။အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv 4 u တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့် ြစ်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မာလေးလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတမနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ AAC တွေ့ကြတာပေါ့အားလုံးမကြိုးတမနဲ့မြန်မာလေးလက်ကလစ်ပြီးကြအောင်ဗျမြန်မာဒီကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်ပြီးပါပါဗျ